မင်္ဂလာပါရှင်ဒီနေ့ GDC ရဲ့ talk show မှာဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ freshine to competent ပဲဖြစ်ပါတယ်။ဒါကတော့အခုမှအင်္ဂလိပ်စာကိုလက်တွေ့ကျကျသင်ကြားရတဲ့ကလေးတွေအနေနဲ့အဖြစ်များတဲ့ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ကလေးတွေကစကားလုံးတွေကိုသိတယ် grammar rules တွေနဲ့လည်းရင်းနေတယ်ဒါပေမဲ့တကယ်လက်တွေ့ကျကျအသုံးချပြီးပြောရမယ်ဆိုရင်တော့မပြောတတ်တော့ပါဘူးကျမတို့ရဲ့ GDC မှာသင်ကြားမှုနည်းလမ်းတွေနဲ့ပျော်ရွှင်မှုတွေကကလေးရဲ့ English speaking confidence ကိုဘယ်လိုမျိုးတိုးတက်စေလဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်ပါ ဒီချေပြုံးရှင်အကြီးဒီစီမှာ Shine Student တွေကို Covid Speaker တခုဖြစ်လာစေဖို့ဘယ်လိုမျိုးလေ့ကျင့်သင်ကြားပေးပါသလဲရှင်ဒီဒီစီမှာဆိုရင် communicative approach ကိုသုံးပြီးတော့ speaking ကိုပြောရှင်းစာလေ့ကျင့်ဖို့အတွက် environment တစ်ခုဖန်တီးပေးထားပါတယ် grammar ကိုသင်ကြားရုံတင်မကပဲ pair work speaking circles role play နဲ့ real life conversation တွေကိုလေ့ကျင့်စေပါတယ်ဒီလိုနည်းလမ်းတွေအနေနဲ့ကလေးတွေဟာစကားပြောဖို့ကြောက်မနေတော့ဘဲနဲ့မိမိအတန်နဲ့ ကိုပိုင်ပြောဆိုလာနိုင်တယ်ပြီးတော့တခဏလေးအတွင်းမှာပဲ confidence လည်းတိုးလာပါတယ် speaking confident တိုးလာခြင်းဟာ grammar မှန်ခြင်းထက်ပိုပြီးတော့အရေးကြီးပါတယ်။အင်္ဂလိပ်စာကိုလက်တွေ့အသုံးချဖို့ confident ရှိလာတဲ့အခါသင်ယူမှုတစ်ခုလုံးကလည်းပြောင်းလဲသွားပါတယ်။ GET စရဲ့သင်ခန်းစာတိုင်းကသင်ကလေးကို computer store စေဖို့အတွက်တက်တောင်းတတရှိတဲ့ learning space ပဲဖြစ်ပါတယ်။သင်ကလေးကို computer speaker တူဖြစ်စေဖို့အတွက် GET စမှာစတင်လိုက်ပါ။